ဟယ်လိုဝါလုံးမင်္ဂလာပါယူနိုက်တက်ရှီအိုကနေကြိုဆိုပါရစေဒီနေ့မှာတော့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေဒီညနောက်ဆုံးရထားတဲ့သတင်းလေးတွေကိုကျွန်တော်ပြောကြည့်အောင်ပါပထမဆုံးအနေနဲ့တော့ကျွန်တော်တို့က တိုက်စစ်နဲ့ပတ်သက်လို့ပေါ့နော်အားလုံးလေးတည်တဲ့အချိန်မှာတိုက်စစ်နဲ့ပတ်သက်လို့လာမယ့်ညရက်ဒီပြောင်းရွှေ့မှာအတင်းဘက်ကအားဖြည့်မှုအတွက်တောက်လျှောက်သတင်းတွေထွက်နေတယ်ဆိုတော့အခုလည်းပဲထပ်ပြီးတော့ထွက်လာပြန်ပြီဒီနေရာမှာတော့ ESPN ရဲ့ဒါ Mark Odin ကနေပြီးတော့ report လုပ်ထားတာပေါ့နော်သူပြောထားလေးဆိုတော့ Ipswich တိုက်စစ်ကစားမဖြစ်တဲ့ Liam Delap က Manchester United ကခေါ်လို့တဲ့တိုက်စစ်မှုဦးစားပေးတယောက်ဖြစ်တယ်ပေါ့နော် Ipswich တာတန်းစင်းခဲ့ရမယ်ဆိုလို့ရှိရင်ကစားမကိုပေါင်သန်း40လောက်နဲ့ United ကခေါ်ယူနိုင်မှာဖြစ်တယ် ဒါပေမဲ့လို့ပေါ့နော်ဒီကစားမဖြစ်သူ Lian Dilap ကိုခေါ်ဖို့ကြိုးပမ်းတဲ့နေရာမှာ Chelsea နဲ့အပြိုင်ခေါ်ယူရဖို့ရှိတယ်ပေါ့ United ရဲ့ဘက်ကတော့စိတ်ဝင်စားတဲ့နေရာမှာ Victor Gyokeres တို့ Benjamin Sesko တို့ Victor Osimhen တို့လိုကစားမမျိုးတွေလည်းပါဝင်နေပြီမဲ့လို့ပေါ့နော် Ipswich ရဲ့ Dilap ဒီလက်ရှိ United လိုအပ်နေတဲ့တိုက်စစ်ပိုင်းကိုပို့ပြီးတော့ဖြည့်ဆည်းပေးနိုင်မဲ့ player ဆိုပြီးတော့အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကယူဆထားကြတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ report လုပ်ထားတယ်ဆိုတော့ညီကလေးအနေနဲ့ရောထားပါတော့ဗျာဒါအသင်းကတော့ဒီချိန်မှာ တည်င်းနဲ့ပတ်သက်လို့ကတော့ဒါအလုံးလေးတိတိုင်းပဲအကုန်ထွက်မှာပဲတောက်လျှောက်တည်င်းနေကျွန်တော်ထွက်နေတယ်ဒါပေမဲ့ဒီတည်းမှာဒါညီကလူစိတ်ကြိုက်ဆိုလို့ရှိရင်တိုက်စစ်မှာဘသူကပူပြီးတော့တင့်တုံမဲ့ပလေယာလို့ညီကလူထင်ကြတယ်ဒါပါတော့ LND Lab ကျွန်တော်ရှိမယ် Ipswich ပွဲစဉ်တွေကိုအနည်းဆုံး၃လေးပွဲလောက်ပဲကြည့်ဘူးတဲ့သူတွေဆိုရင်တော့မှဒီ Lab မှာဘလို ability တွေရှိတယ်လဲဆိုတာတွေ့နိုင်လိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့ဒီ Lab ရဲ့ playing style ကိုသဘောပေါက်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နောက်ထပ်က Vita Gukres ရှိမယ် Benjamin Sesko ရှိမယ် Vita Osimhen ရှိမယ်ဆိုတော့ဒီလေးရော เนาะဆိုတော့ဒီလက်ပြဲ Fidel Gucres ရဲ့ Sesco ရဲ့ Osimhen ရဲ့ဒီထဲမှာကျွန်တော်တို့အနေနဲ့ဈေးနှုန်းတွေကိုခဏမိထားပါเนาะဈေးနှုန်းတွေကိုဈေးနှုန်းကလည်းထဲတော့တွက်အောင်ပါဈေးနှုန်းကလည်းဒါ factor အကြီးရနေပါတယ်ဆိုတော့မိထားလို့တော့မရဘူးပေါ့လေတိုးတော့ဒီ၄ယောက်ထဲကတင့်တော်မင်ကစားမဆိုရင်ဘသူကိုပို့ပြီးတော့ညူလို့မြင်ရတယ်အငဲလေးအိုက်ပုံးကိုခွာကြိုက်နေမလုံးနဲ့လေပထမဆုံးကဒီလက်ကိုကျွန်တော်ကြည့်ရင်ဒီလက်မှာကဒီကောင်ကနံပါတ်1ပေါ့နော်ပရီးမီးယားလိနဲ့ဒါ physical ability ကိုက်ညီမှုရှိတယ်နော်ပရီးမီးယားလိမှာငဲလေး ပရီးမီးယားလိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပြောရမလဲဒီဒီဖန်နာတွေကဗျာဖီဇီကယ်ပိုင်းတအားမာတဲ့ကောင်တွေကြီးပဲရဲ့ဆိုတော့ဒီကစားမမာကလည်းအဲ့လိုမျိုးပဲဖီဇီကယ်ပိုင်းတအားကောင်းနေနောက်တစ်ခုအမြင်ပေါ်တော်တော်လေးကောင်းနေပို့ပြီးတော့ကျွန်တော်သဘောကျတာကလုံးဝ proper number 9လို့ပဲကစားမမာကဂူးသွင်းစွန့်ကြီးလေးကောင်းတယ်လို့တယောက်ချင်းကြော်ဖြတ်မှုတွေလည်းတော်တော်ကောင်းနေတယ်မှာပါတယ်ဒီ lab ကအဲတယောက်ချင်းကြော်နိုင်တယ်ပြီးနိုင်တယ်လှွားနိုင်တယ်ယူယူပြီးတာလှွားတာတွေမဟုတ်ဘဲနဲ့1 on 1 beat လုံးနိုင်တယ်ဗျာဒီလားခန်းစစ်ကစားမနဲ့တယောက်ချင်းတယောက် ကျွန်တော်ကကြော်ဖြတ်နိုင်စွမ်းနေကျွန်တော်ရှိတယ်ဘယ်ရောညာကိုဂူးသွင်းနိုင်စွမ်းရှိတဲ့ player strong ဖြစ်တယ်တိုးနိုင်နေပေါ့နော်နောက်တစ်ခုကကျွန်တော်အနေနဲ့ဒီ beta gucres ကတော့ဘယ်လိုပြောမလဲဒီ ammo တွေနဲ့အများကြီးအံဝင်ခွင့်ကြဖြစ်ခဲ့တဲ့သူဆိုတော့တိတ်တော့ပြောစရာမလိုဘူးပေါ့နော်တခုပဲ premier league မှာကျွန်တော်တိုးပေါက်ပါမလားပေါ့ဟိုအဓိကတော့ဗျာကျွန်တော် sporting လို့ပြောလို့ဆိုတာမျိုးက physical ရ premier league နဲ့ရှင်လို့ချင်းအဲ့လောက်ထိ demand နေဖြစ်တဲ့ league မဟုတ်ခဲ့ဘူးကိုเนาะဒါအပြင်ကျွန်တော်တို့ကလည်း တိုက်စစ်မှုအတွက်ဆိုလို့ချင်းတအားကြီးကိုကျွန်တော်ကမှီတီးပြီးတော့သွားမှာပြောချင်တာကဒီတိုက်စစ်ပိုင်းမှာဆိုလို့ချင်းရင်ကစားမားကသူများတွေတိုက်စစ်မှုတွေလိုမျိုးဖန်တီးပြတာကိုအလိုက်တင်တွင်းုံနေမဟုတ်ဘဲနဲ့တယောက်ချင်းယုံရမှာဆိုတဲ့အခါကျတော့ဒါစိတ်ပူဖို့ကောင်းနေတော်တော်လေးပဲ Geocres ကညီကလို့တိတဲ့အတိုင်းပဲ MOD နဲ့အများကြီးအဆင်ပြေခဲ့တဲ့သူဆိုတော့ MOD ဒီကစားမားဖြစ်သူကိုဘယ်လိုသုံးမှမလဲကောင်းကောင်းသဘောပေါက်မှာပဲတခုတော့ရှိတယ်ဗျာဒီလားရှီအေရစ်တန်ကလက်ထက်တော့ငါလေကျွန်တော်တို့ဒီလိုပဲမျှော်လင့်ခဲ့ကြတာအာအေရစ်တန်ကရဲ့လက်အောက်မှာအဆင်ပြေခဲ့တဲ့ကစားမားတွေပရီးမီးယားလိမ်မှာလည်းပြေလိမ့်မယ်ပေါ့ တကယ်တမ်းကအဲ့လိုကြီးဟုတ်မနေဘူးဆိုတော့ဒါကစားမဟောင်းနေလက်တွဲခဲ့ပူတဲ့သူတွေကိုခေါ်တာကနည်းနည်းတော့တတိထားတဲ့နေတယ်မှာပါတယ်ပေါ့နော်ဘင်ဂျမင်ဆကူကတော့သဘောကျတာဆိုလို့ဒီကစားမရဲ့ဘောစထရိုက်ကင်းကတော်တော်ကောင်းနေမှာပါတယ်အချက်ကလည်းအမြင်ကြီးပဲဆိုတော့ခါကျတော့အမြင်ပေါ်ကလည်းပြောစရာမလိုဘူးပေါ့နော်တကူပဲတယောက်ချင်းကြော်ဖြတ်မှုတွေသူ့မှာဒီ G-Lab 2ဘာလို့လဲတူမကောင်းဘူး physical ဘိုင်းပြောစရာကျွန်တော်မလိုဘူးခုနကလိုပဲဘယ်လိုပြောမလဲဒီ Premier League မှာကျင်လည်ခဲ့မှုတဲ့ player မဟုတ်တဲ့ခါကျတော့ risk တော့ရှိနေတာပေါ့လေဒါပေမဲ့လို့ Premier League ကကစားမမဟုတ်လို့ သိတယ်မလားဘယ်သူအဆင်မပြေမှာမဟုတ်ဘူးလို့တော့ကျွန်တော်ယူဆလို့မရအောင်ပရီးမီးယားလိကိုမရောက်ခင်တုန်းကဒီတိုင်းတန်တရားဝင်ခဲ့ပြီးတော့ပရီးမီးယားလိမှာအမှန်ကန်လုတ်ပြနေတဲ့ကစားမကြီးလေလက်ရှိအများကြီးပဲပေါ့နော်ဗီတာအိုစီမန်ကတော့ကျွန်တော်တော်တော်ကိုတန်တရားရှိတဲ့နေရာမှာပါတယ်အဲ့တန်တရားရှိတဲ့နေရာမှာပါတယ်ဆိုတာကကစားမားကလက်ရှိတူရကီလိကိုသွားကစားနေရတာကသူ့အတွက်တော်တော်ကို comfortable ဖြစ်လို့နေတက်တော့တက်တာရှိလို့နေပေါ့နော်အီတလီက physical league ထဲမှာပါတယ်လို့ကျွန်တော်ယူဆတယ်အဲ့မှာတော့ကသူတကယ်ကောင်းခဲ့တယ်ဒါပေမဲ့လို့သူ့ရဲ့ ဘယ်လိုပြောမလဲဘော်လုံးပြင်ပကကိစ္စတွေနဲ့ဒီအသင်းနဲ့အသင်းဟောင်းနာပိုလီနဲ့ပြဿနာတက်ခဲ့ဘူးတယ်ဆိုတော့ကိုအသင်းကိုရောက်လာရင်လည်းပဲဒီချူမျိုးထပ်မချိုးဘူးလို့ကျွန်တော်မပြောနိုင်ဘူးနောက်တစ်ခုရှိတာကလောက်ခလာစာပြဿနာဆိုလို့ရှိရင်လောက်ခလာစာဘိုင်းမှာအဗီတာအိုစီမန်ကအကြီးပြဿနာရှိနိုင်တယ်အချယ်စီရဲ့ဘက်ကပြီးခဲ့တဲ့ရာသီမှာဒီဇာမားဖြစ်သူကိုအငှားနဲ့မခွန်နိုင်ခဲ့တာကအဲ့ပြဿနာပဲနာပိုလီရဲ့ဘက်ကလည်းအပြည့်တဲ့ရောင်းကျင်တယ်ဒါမှမဟုတ်အငှားနဲ့လက်လို့ချင်တယ်အိုစီမန်ကလည်းပြောင်းကျင်တယ်ဒါပေမဲ့လာစာကကျတော့ချယ်စီဟာသူတို့ပေးနိုင်တာထက် သိတယ်မလားဒီဇာမကပို့ပြီးတော့တောင်းနေတယ်ဆိုတော့သူတို့လက်လျှော့ခဲ့တာချယ်ဆီလိုအသင်းမျိုးတောင်မှလာစာပေးဖို့ညင်းဆိုနေပြီဆိုလို့ရှင်ကိုရီတို့ပနာအီးပိုင်းချက်တဲနေတဲ့ United အတွက် OC မဟာကျွန်တော်အခက်ခဲဆုံး player ဖြစ်လာနေတယ်ဒါကြောင့်ပါနော်အိုဂေခရက်စတိုဘာလို့ကတော့ကျွန်တော်တန်တရားရှိတယ်ဒီမှာပါတယ်ဒါပေမဲ့ဒီလက်ကတော့ Ipswich မှာကစားနေပြီးတော့သူ့အသင်းကတိုင်ပတ်နေတယ်ဆိုတော့ဘောနော်ကျွန်တော်ကတော့ဒါစိတ်ချရာနဲ့ပလီယာမျိုးတွေတော့ကျွန်တော်ယူဆတယ်ဒါအပြင်တန်40လောက်ဆိုတာမျိုးကလည်းပင်ဂျမင်ဆက်စကိုအိုစီမန်ဗီတာဂေခရက်စ်နဲ့ DMD လက်ကိုရှင်းလိုက်တဲ့အခါမှာဒါဈေးအသက်တာဆုံးလို့ကျွန်တော်ပြောလို့ရတယ်အထူးသဖြင့်တော့ United အတွက်အီလာမစ်နွေရာဒီပြောင်းရွှေ့မှာဈေးနှုန်းအများကြီးတုံးလို့အဆင်မပြေတဲ့အခြေအနေမျိုးမှာဒါဒီလက်ဒီအတင်းတွေအကောင်ဆုံး option ဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့နော်တခုရှိတာကတော့ Manchester City ဘက်ကပြန်ခေါ်ခွင့်ရှိနေတာဈေးနှုန်းအတိုင်းတာတခု ਨੇ Chelsea နဲ့အပြိုင်ခေါ်ဖို့ကြိုးပမ်းမှာဒါတွေကတော့အတင်းတွေအတိုင်းပတ်တယ်ပေါ့လေလက်ရှိမှာကျွန်တော်က Chelsea လောက်လည်းငြိမ်နေတဲ့အတင်းမဟုတ်တလို့ Manchester City တို့လိုမျိုးလည်း လိုက်တဲ့တိုင်းကိုယာစီတိုင်းမှာအကောင်းဆုံးပုံစံနဲ့ကျွန်တော်တို့အနေနဲ့ပေါ့နော်ပြနိုင်နေတဲ့အခြေအနေမျိုးမဟုတ်ဘူးဆိုတော့ကစားမားကသူ့အတွက်ပို့ပြီးတော့ဖလားအာမခံချက်ရှိရဲဆိုတဲ့အသင်းမျိုးကိုရွေးချယ်တော့မယ်ဆိုရင်တော့ကိုရီးကနေနဲ့တိုင်ပတ်နိုင်တာပေါ့လေတိုင်မဲ့တစ်ခုရှိတာက Manchester City မှာဆိုရင် Haaland တို့ရှိမယ် Marmoush တို့ကျွန်တော်တို့ရှိမယ်တကယ်လို့သူသွားမယ်ဆိုလို့ရှိရင်တော့သူပွဲကစားခွင့်လက်ကအများကြီးလက်မဲ့ဖြစ်သွားနိုင်တယ်။ United မှာကတော့ machine နဲ့ဗျာအမြင်ရလဲ white line လို့ကောင်းမျိုးတော့ပဲရှိတာဆိုတော့သူပွဲကစားခွင့်မရစရာအကြောင်းမရှိဘူး။ဆိုတော့ညီကလေးအနေနဲ့ရော ဒီ၄ယောက်ထဲမှာ United တွေအသင်းတော်ဆုံး financial ဘိုင်းအရာရောအကြီးအသေးဘိုင်းအရာရောဘယ်ကစားမကအသင်းတွေအသင်းတော်ဆုံးဖြစ်လို့မြင်နေကြလို့ထင်ကြလဲဆွေးနွေးကြပါဦးအဲနောက်တစ်ခုကျွန်တော်တို့ဆက်ပြီးတော့ပြောရရင်တော့ဒီဒါပြိုင်ဘက်ပေါ့နော်ကျွန်တော်တို့လာမယ့်နေ့မှာဆိုလို့ရှိရင်လိုင်ယွန်နဲ့ကျွန်တော်တို့ဒီဟိုကစားဖို့ရှိတယ်ယူရိုပါလိကစားဖို့ရှိတယ်ပေါ့နော်အဲယူရိုပါလိကစားဖို့ရှိတယ်အဲ့ဒီမှာတော့သူဘာဖြစ်လဲဆိုတော့လိုင်လီနဲ့ပေါ့နော်ကစားခဲ့တဲ့ပွဲမှာပွဲအစောပိုင်းမှာဒဏ်ရာရလို့ လူစားလဲခဲ့ရတဲ့လန်ယုံရဲ့တောင်မန်ကစားသမားဖြစ်သူဘောနော်ဒီဗါလဲဒီ NRS ဆိုတာရှိတယ်ဘောနော် NS ဆိုတာရှိတယ်ဆိုတော့ဒီကစားမားကဒန်ယာက ACL injury ဖြစ်တယ်ဆိုပြီးတော့လန်ယုံကနေပြီးတော့အတီးပြုတ်ခဲ့တယ်ဒီ NS ဘောနော်ဒီအတီးပြုတ်ခဲ့တယ်ဆိုတော့ဒီကစားမားက United နဲ့ကစားမယ်ယူရိုဘာလိနှစ်ကျော်စလုံးကိုသူလွဲချော်တော့မှာအဒီကစားမားကိုတော့ကျွန်တော်ကောင်းကောင်းသိရတယ်မှာမပါဘူးဘောနော်လွဲချော်တော့မယ်ဒါပေမဲ့လို့သူတို့မှာတောင်မန်ဒီထဲမှာတော်တော်ကောင်းတဲ့ player တယောက်ရှိတယ်အဲ့လား Malik Fofana ဆိုတဲ့တယောက်ရှိတယ် ဆိုအဲ့ဒီကစားမကယူနိုက်တက်နဲ့ပထမအကြုံကိုလွဲချော်ဖို့ရှိတယ်ဆိုတော့ဒီယူနိုက်တက်နဲ့ပွဲစဉ်တွေမတိုင်ခင်ကလေးက injury ပြဿနာသူကြုံနေရတာဆိုတော့အနည်းဆုံးပထမအကြုံတော့လွဲချော်မယ်ဆိုတဲ့သဘောပဲဒါဟာလိုင်းလီတင်းရဲ့ဘောနော်အာကူဝါတယ်လို့ဆိုရမယ့် player နှစ်ယောက်လို့လည်းကျွန်တော်ယူဆတယ်မလိခ်ဖူဗနာကတော့အာကူဝါတယ်ထဲမှာပါတယ်ဒါပေမဲ့လို့ဒီအာနက်စ်ကတော့မသိဘူးဘောနော်ဆိုတော့ဒါကြောင့်ကျွန်တော်ကြည့်ရင်ပြိုင်ဘက်ကဒီလိုမျိုး injury ပြဿနာတွေကြုံနေရပြီဆိုတာဘယ်လိုပြောမလဲအသင်းတွက်တော့ဒါအပေါင်းလက္ခဏာဆောင်းတာဖြစ်ကောင်းဖြစ်မှာပေါ့လေကျွန်တော်လိုင်းလီနဲ့တွေ့ရမယ့်ချင်းကိုအသင်းကို မှန်ကန်ဒုက္ခပေးနိုင်တဲ့အသင်းမျိုးနဲ့တွေ့ရမယ့်အချိန်မှာအာသူတို့ရဲ့အဓိကကစားမတွေ injury ပြဿနာတွေကြုံနေရတယ်ဆိုတော့ပြိုင်ဘက်တွေအားနည်းမှုပေါ့လေဒါပြိုင်ဘက်ဘက်မှာကဒီရာဒီမှာအနည်းဆုံး၄ရက်လောက်ထိခြေသွမ်းပြနေတာเนาะအနည်းဆုံး၄ရက်လောက်ထိခြေသွမ်းပြနေတာဆိုတော့ဒီနှစ်ယောက်တိုင်ပတ်သွားလို့ဆိုပြီးတော့သူတို့အသင်းကို short တွက်လို့ရတဲ့တိုင်မှာမပါဘူးဘာကြောင့်လဲဆိုတော့ကိုယ်အသင်းကိုကျွန်တော်ကြည့်တော့လေအာမန်တိတ်ပြီးတော့အထင်ကြီးကြရတယ်ရှိမနေလို့ပဲ အဲကြောင့်ပေါ့နော်ကျွန်တော်အနေနဲ့အာမက်ဒီယာတို့လီဆန်ဒရိုမာရီနက်စ်တို့နော်မိန်းနူတို့လိုပလေယာမျိုးတွေကိုကျွန်တော်လက်လွတ်ထားရတယ်လို့ပဲလိုင်းလီမာလည်းဆိုတော့လိုင်းယွန်မာလည်းဒါဒီအရေးကြီးတဲ့ပလေယာတယောက်တချို့ကိုလက်လွတ်ထားတဲ့အခြေအနေမျိုးပါဆိုတော့ဒါကတော့မတိုင်ခင်ပေါ့နော်အဲ့ပွဲမတိုင်ခင် injury ပြဿနာတွေပေါ့ဗျပြိုင်ဘက်ရဲ့ဆိုတော့ပြိုင်ပွဲနီးတဲ့ခါမှာနှစ်သင်းစလုံးစီကဘလူးသတင်းတွေကျွန်တော်ထပ်တွေ့ရအောင်မလဲကျွန်တော်ကြည့်ရမယ်ညကရိုနီနီရောဘလူမီညာလည်းလက်ရှိတင်းနေနေပတ်တယ်လို့ဆွနေကြပါဘောဆိုတော့အဲအချင်းဒီကောင်းနေဘောတော့ဂျားတိုင်းမှာဘာပြည့်တဲ့နာမှမရှိဘူးဆိုလို့ကျွန်တော် မနေ့ပြန်မနေ့ပကားစားပြီးတော့ကျွန်တော် live လေးတွေပြန်ပြီးတော့လှုပ်သွားဖို့ကျွန်တော်လှုပ်ကြည့်ထားတယ်သူတင်ကတော့ဗျာအတည်ပါအခုဟာကမူးရွာတဲ့ဟိလေးတိုက်တဲ့ဟိတည်တယ်မလားအခုလက်ရှိကြုံထားတဲ့ငလင်းနေငလင်းခံထားတဲ့နေရာတွေကျတော့ဘလူးမတ်အဆင်မပြေဘူးကိုအိုးအိမ်မဲ့ဖြစ်နေကြတဲ့အချိန်မှာယာယီတဲလေးတွေကျွန်တော်နေနေတာကူညီပေးတာတွေရှိတဲ့အခါကျတော့ခက်ခဲနေကြတာဆိုတော့အဲ့ဒီတင်တွေကအင်တာနက်ပေါ်မှာပြန်နေဖို့လူတယ်ပေါ့နော်ဆိုတော့အဲ့လိုအချိန်ဒီမျိုးမှာကျွန်တော်တို့ကဒါတင်တွေကျွန်တော်ရက်ထားတာတော်တော်လေးပဲလက်ရှိမှာကျွန်တော်ပြန်ပြီးတော့လုပ်ဖို့တော့ကျွန်တော်တို့ပေါ့နော် ဒီစီစဉ်ထားတယ်ဆိုတော့အချိန်ကြီးကောင်းရင်ကျွန်တော်တို့မနေ့ဖြစ်မနေ့ live မှာကျွန်တော်ပြင်ပြီးတော့တွေ့ကြပါမယ်ထုံးတဲ့တိုင်းပဲ9နာရီเนาะ9နာရီဆက်သမားရီเนาะဆိုတော့အဲ့မှာတွေ့ကြမယ်ကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်